လာပါပရလောကနှင့်ဖြစ်ရမန်ဇလန်များချမ်းသာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ပြက်ခုတင်ဆက်ပေးမှာကတော့လင်းမယားနှင့်ဦးချောင်းသာကန်းချီတို့အပန်းဖြစ်ခီးသွားရင် တွေ့ဆုံခဲ့ရသောတရေဇလန်ဖြစ်ပါတယ်ပြက်ဇလန်လေးမစခင်ချမ်းတော်လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ပြက်ကဲဒါဆိုဆက်လိုက်ကြရအောင်ဇနီးမောင်နှံကိုစော်ထွန်းနှင့်မခိုင်စင်တို့သည်ရန်ကုန်မြို့ဤစုမြန်တန်များမှ လွတ်မြောက်ရန်ချောင်းသာကမ်းခြေသို့သုံးရကြအပန်းဖြစ်ခီးထွက်ရန်ဆုံးဖြတ်ခဲ့ကြသည်သူတို့ရောက်ရှိချိန်တွင် နေမင်းကြီးသည်ပင်လယ်ပြင်ထဲသို့နစ်မြုပ်လူနေပါဖြစ်နေပြီဒီနေရာလေးတကယ်ကိုလှပါလားဟုမခိုင်စင်ကပြုံးပြောလိုက်သည်ငါတို့ဒီမှာသုံးရက်လုံးပျော့ပျော့နေကြမယ်ဟုကိုဇော်ထုံးကပြန်ဖြေသည်ပထမညတွင်အရာအလုံးပုံမှန်အတိုင်းဖြစ်နေသည်သို့သောဒုတိယညဤညနေချိန်တွင်အံ့ဖွယ်မှုများစတင်ဖြစ်ပေါ်လာသည် ညာနှစ်နာရီအချိန်မခိုင်စင်သည်ရုတ်တရက်အိမ်မက်ဆူတစ်ခုမပြီးနိုးလာခဲ့သည်သူမ၏ချွေးများသည်ဆူရွှဲနေပြီးနှလုံးခုန်တံများကပြင်းထန်စွာခုန်နေသည်။ဘာဖြစ်တာလဲဟုကိုဇော်ထုံးကအိယာမှထလာကမေးသည်။ငါငါကြောက်လို့ဟုမခိုင်စင်ကတုံတုံရီရီဖြစ်ဖြစ်သည်အိမ်နောက်ရှင်တယောက်ငါကိုလိုက်နေတယ်။ကိုဇော်ထုံးသည်မိဖွင့်ကအခန်းတစ်ခုလုံးကိုစစ်ဆေးတော်လဲဘာမှမတွေ့ရှိပေအိမ်မက်ပဲမက်တာပါဟုသူက နှစ်သိမ့်ပေသည်။သို့သော် နနက်အယုံတက်သောအခါသူတို့သည်အံ့အားသင့်စရာတစ်ခုကို တွေ့ရှိခဲ့ကြသည်သူတို့၏အိတ်ခမ်းတကားအပြင်ဘက်တွင်ရေဆူနေသောခြေရာများကလမ်းကြောင်းတစ်ခုလုံးကိုဖြတ်တန်းသွားနေသည်ထိုခြေရာများသည်ပုံမှန်လူဤခြေရာမဟုတ်ဘဲခြေချောင်းများအလွန်ရှည်လျားပြီးလက်သေးများဖြင့်ချစ်ထားသည့်ပုံစံဖြစ်နေသည်ဒါဒါပါလဲဟုမခိုင်စင်က တုံတုံညီညီဖြင့်မေးသည်ကိုစော်ထွန်းသည်ရွာသို့သွားကအကူညီတောင်းရန်ဆုံးဖြတ်ခဲ့သည်ရွာသားကြီးဥပကြီးကသူတို့ကိုမျက်နှာညှိုးငယ်ညှိုးဖြင့်ကြည်ကာပြောပြခဲ့သည် မင်းတို့နေထိုင်နေတဲ့အိမ်ဟာဆယ်နှစ်တာကဖြစ်ရက်တစ်ခုနဲ့ဆက်ဆက်နေတယ်ဒေါခင်မြင့်ဆိုတဲ့မိမတယောက်ဟာသူ့ခင်ပွန်းကသူ့ကိုဒီအိမ်မှာပဲတက်ဖြတ်ခဲ့တယ်အခုထိသူ့ဝိညာဉ်ကဒီနေရာမှာကြံ့ရင့်နေတယ်ဒါဆိုသူကဘာလို့ကျင်တာလဲဟူကိုစောထုံးကမေးသည်သူ့အိမ်ပြန်ကျင်တာဒါပေမဲ့ तू မသိတော့ဘူးသူ့အိမ်ဆိုတာဘယ်နေရာလဲဆိုတာဒါကြောင့် तू ကတခြားအိမ်တွေကို ဝင်ပြီးသူ့အိမ်လိုထင်နေတာဟူဥပကြီးကရှင်းပြသည် တတိယညတွင်အဖြစ်ပြက်များသည့်ပိုရွေးပင်ဆိုးရွားလာခဲ့သည့်ညအချိန်အိတ်ခမ်းထဲတွင် အခန်းပူချိန်သည်ရုတ်တရက်ကျဆင်းသွားသည့်မိများသည်ဖုတ်ဖုတ်တောက်ပြီးငိမ့်သွားသည်အိမ်တော်ရှင်ငါအိမ်ပြန်ပြီးဟူသောအတန်သည်အိမ်ဤအရှိတ်ဘက်နှင့်အနောက်ဘက်မှတပြိုင်နက်ကြားရသည်မခိုင်စင်သည်အော်ဟစ်ရန်ကြိုးစားတော်လဲအတန်မထွက်ပေကိုစော်ထွန်းသည့်ဖုံးမီဖွင့်ကကြိလိုက်သောအခါအိတ်ခမ်းတကားဘေးတွင် အဖြူရောင်အဝတ်စည်းထားသောအမျိုးသမီးတဦးကိုတွေ့ရှိခဲ့သည်ထိုအမျိုးသမီး၏မျက်နှာသည် ဖောင်းကျနေပြီးပါးစပ်မှသွေးများယိုစီးနေသည်ငါတို့ဒီကထွက်ရမယ်ဟု ကိုဇော်ထုံးက အော်ဟစ်လိုက်သည်သူတို့သည်အိမ်မှအပြေးလွှာထွက်ခွာခဲ့ကြပြီးကားဖြင့်ချက်ချင်းပင်ရန်ကုန်သို့ပြန်လာခဲ့ကြသည်နောက်တနေ့တွင်သူတို့သည်ချောင်းသာရွာသို့ဖုံးဆက်ကရွာသားများကိုသူတို့၏ပစ္စည်းများကိုစွန့်ပြစ်ရန်ပြောခဲ့သည် ယနေ့အချိန်တွင်ကိုဇော်ထိုးနှင့်မခိုင်စင်တို့သည်ချောင်းသာကန်းကြီးအကြောင်းကြားလိုက်ယုံနှင့်ကြောက်ရွံ့တုန်လှုပ်သွားတတ်ကြသည်သူတို့သည်ထိုနေရာသို့ဘယ်တော့မှပြန်မသွားရန်ဆုံးဖြတ်ခဲ့ကြပြီးချောင်းသာကန်းကြီး၏မပြောက်မကွယ်သောဝိညာဉ်အကြောင်းကိုလူတိုင်းကိုတတိပေးပြောပြတတ်ကြသည်ဟုတ်ကဲ့ဇလန်လေးကဒီမှာတင်ပြီးဆုံးပါပြီဇလန်လေးကိုအဆုံးထိနားဆင်ပေးကြလို့အထူးကျေးဇူးတင်ပါတယ်ဗျဒီ channel လေးကတော့နေ့စုတရေဇလန်အစ်စ်တွေတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်သွားပေးကြပါဖြင့်အားလုံးပဲအိမ်မက်လှလှမကြပါစေ